မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့လေကောင်မှာရှိတဲ့ကြောက်တရာရဲစခန်းကိုလက်ပစ်ဗုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းရှိမှရှိတဲ့ကင်းတဲ့အနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့နိုဗ ెంబ ာလ25ရက်နေ့မနက်အစောပိုင်းတနအီကန်းကရန်ကုန်မြို့ကျောက်တရားမြို့နယ်စုလေဖျားလမ်းမပေါ်မှာရှိတဲ့ကျောက်တရားရဲစခန်းကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်တေဘုံနှလုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းရှေ့မှာရှိတဲ့ကင်းတဲ့အနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။လက်တေဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှေ့ကကင်းတဲ့ဒီနားကိုကြောက်ရောက်ပောက်ကွဲခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကပွဲပြီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့ရတာမို့လို့နောက်ဆက်တွဲအခြေအနေကတော့မသိရသေးပါဘူး။ 六千，电缆线还欠我，而且有楼上给了吧，有那个二十看瓦楼前六六。 အချိန်တလားလောက်ယူပြီးတော့တေးသေးချာချာလေ့ကျင့်ပြီးမှလောက်ခဲ့တာဖြစ်ပါတယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေးတောင်းရှိသူကပြောပြထားပါတယ်။အဲ့ဒီရဲစခန်းဟာအကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ကလှုပ်ဆောင်လျက်ရှိတဲ့အပြင်မိဘပြည်သူများကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် Operation Flame Firepower အထူးစစ်စင်ရေးစီရေးပြမှတ်အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။၎င်းစစ်စင်ရေးကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ဂျင်းမနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လ တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ Operation Flame အနေနဲ့အကြမ်းဖက်စစ်ခွေးတွေပြုလို့ဖော်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကိုအချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆောလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်မင်းလက်ပံကျေးရွာမှာ KNU နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် DGB ကလုံခြုံရေးယူပေးထားတဲ့ကြားဖြတ်လုံုံများကို KNU ကဝင်ရောက်စီးနင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ22ရက်နေ့မှာမြောက်ရီမြို့နယ်မဲလက်ပံချေးရွာမှာ KNU နဲ့စစ်ခွေးတွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်ကဗျူဟာမိုးနိုင်လွယ်ဦးဆောင်တဲ့တပ်များနဲ့ DGBA ဘက်ကစိုင်းကျော်လဦးဆောင်တဲ့ပူးပေါင်းတပ်များကမဲလက်ပံရွာမှာရှိတဲ့ KNU တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် DGBA စခန်းကို KNU ကသိမ်းပိုက်နိုင်ခဲ့ပြီးတော့ DKBA တပ်ဖွဲ့ဝင်ပေါင်း230ကျော်လက်နက်ချခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက် DKBA တပ်များတပ်ဆွဲထားတဲ့အထက်ထက်သောလုံခြုံရေးအစီအမံများနဲ့ကြီးမားသောဂိတ်များပါရှိတဲ့လုံခြုံရေးအစီအမံထားတဲ့ခြံဝင်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့အဲ့ဒီခြံဝင်းထဲမှာလူရပေါင်းများစွာကိုတရားမဝင်ချုပ်နှောင်ထားတဲ့ကြားဖြတ်အလို့ယုံများကိုတွေ့ရှိခဲ့ရကြောင်း KNU ကပြောဆိုထားပါတယ်။ KNU တပ်များကအဲ့ဒီကြားဖြတ်အလုပ်ရုံဝင်ပတ်ဝန်းကျင်ကိုချက်ချင်းပိတ်ဆို့ပြီးတော့ရာဇဝတ်မှုများမှာပါဝင်နေဆိုပြီးတော့ပန်သေးရရှိတဲ့သူများကိုထွက်ပြေးခြင်းကနေပြီးတော့တားဆီးခဲ့တယ်လို့သိရပါတယ်။ November 22ရက်နေ့မှာ KNU ကလူကုန်ကူးမှုခံထားရတဲ့တားကောင်များကိုကယ်ဆယ်ရန်နဲ့ လိမ်လည်မှုလုပ်ငန်းများကိုဖျက်သိမ်းရန်မြေပြင်အကဲဖြတ်အဖွဲ့နဲ့လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ KNU ခေါင်းဆောင်ပိုင်းကခိုင်းနိုင်ငံအာဏာပိုင်များနဲ့နိုင်ငံတကာအေဂျင်စီများကိုအတိပေးအကြောင်းကြားပြီးတော့အကြံဉာဏ်များရယူကာဖြစ်စဉ်ကိုစနစ်တကျ 干过上月哪样事情给铁路的啊？话嘞，前维某背书他背了，背完难度命苦，没保证开车人，干过别人呢，被警察摔扁了扁。这得看头上面的人受伤严重，啊，过年面张开给铁路的啊话嘞，开牛个独立奥克场呢，啊，既然广州面武昌呢，啊，生命过不离个，离离不离，离个季节过给背了。 စီမံမှုများဆောင်ရွက်နေတယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီကအချိန်မှာအဖွဲ့ဝင်10ဦးပါတဲ့ KNU မြေပြင်အကဲဖြတ်အဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့အဆောင်ရှောင်းနဲ့ BKBA ရဲ့ကြားဖြတ်ခြံဝင်းတဲ့ကိုဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအဖွဲ့ကကြားဖြတ်ရုံများမှာပိတ်မိနေသူများကို ခွဲခြားသိရှိရန်တသက်ခံထောက်ထားများကိုစုဆောင်းခြင်းတသက်ခံများထံကနေပြီးတော့ဖွဲ့စုခြင်းများရယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်များအတွက်လိုအပ်တဲ့စာရွက်စာတမ်းများကိုစုစည်းခြင်းတို့ကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်နေ့ပထမနေ့မှာကြားဖြန့်ခြံဝဲအတွင်းကွန်ကရစ်အဆောက်အအုံ အလုံး20ခန့်ကိုတွေ့ရှိခဲ့ရပြီးတော့၎င်းတို့ထဲကနှစ်ခုဟာရုံးအဆောက်အုံများဖြစ်ပြီးတော့ကွန်ပျူတာနဲ့ IT ပစ္စည်းများနဲ့လိမ်လည်မှုလုပ်ငန်းများကိုလုပ်ကင်ခဲ့တယ်လို့သိရပါတယ်။ခြံဝဲအတွင်းထဲမှာလည်းလူရောက်2000ခန့်ကိုချုံနှောင်ထားတယ်လို့ပြောပါတယ်။ပထမနေ့မှာနိုင်ငံပေါင်း၈နိုင်ငံကလူပေါင်း396ဦးကိုအတည်ပြုနိုင်ခဲ့ပြီးတော့ကွန်ပျူတာများနဲ့မိုဘိုင်းဖုန်းများကိုတင်စီကစုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အရွယ်အစား၄ပေလောက်ရှိတဲ့တန်တစ်တာကြီးများစွာကိုလည်းတွေ့ခဲ့ရပြီးတော့အဲ့ဒီထဲကမှအများစုဟာတော့ခတ်ထားတယ်လို့ပြောပါတယ်။ ကြားဖြတ်ရုံအပွဲမှာတွေ့ရှိခဲ့ရတဲ့ထိုင်းနိုင်ငံသား28ဦးကိုလည်းလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗါးနိုဗ ెంబ ర్ 24ရက်နေ့ဒုတိယနေ့မှာ KNU ကမြေပြင်အဖွဲ့မှာအဖွဲ့ဝင်23ဦးကိုထပ်မံအင်အားဖြည့်တင်းထားပြီးတော့လူများအဆောက်အအုံများပိုင်ဆိုင်မှုများနဲ့စားရက်စားတမ်းများကိုစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်ဟုန်မြင့်တင်ခဲ့တယ်လို့သိရပါဗျ။လူပေါင်း345ဦးကိုမြေသူမြေဝါဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးတော့ကွန်ပျူတာနဲ့မိုဘိုင်းဖုန်းများကိုနောက်ထပ်စုံစမ်းစစ်ဆေးရအတွက်တင်စီခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံသား36ဦးကိုထိုင်းအာဏာပိုင်များထံလွှဲပြောင်းပေးခဲ့တယ်လို့ပြောပါတယ်။မြန်မာ Future Stars Company Limited IDICA မှတ်ပုံတင်နံပါတ်10590 9626ကို2016ခုနှစ်ဩဂုတ်လ2ရက်နေ့မှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီရဲ့အချက်အလက်စာရင်းတချို့ကိုလည်း တင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အခန်းအကျယ်ဝင်းအလျားနဲ့အနံ၄မီ၆ပေရှိပြီးတော့ထိုင်းစရာထိုင်းကုန်းတစ်လုံးနဲ့ပါဝင်နေမြို့ဝဆန်းကျဲတဲ့နေရာများစွာကိုလည်းတွေ့ရှိရပြီးတော့ညင်မှန်နှိမ့်ဆက်ရန်သုံးတဲ့အခန်းများ data boost များဖြစ်နိုင်ခြင်းရှိတယ်လို့သိရပါဗျ။ တေချာတိကျရေရတဲ့စုံစမ်းစစ်ဆေးမှုအရေးကြီးလိုအပ်နေတယ်လို့ပြောပါတယ်။ကြားဖြတ်လုံသမားတချို့မှာလက်နက်များကန်ဆောင်ထားတာကိုလည်းတွေ့ခဲ့ရပါတယ်။ပြည်စုံမင်းမြန်းမှုများအရာအချို့သောတန်လျာရှိသူများဟာခြံဝင်းထဲမှာစီမံခန့်ခွဲသူများဖြစ်ကြပြီးတော့ထွက်ပြေးခွင့်ပြုရန် KNU အဖွဲ့များထံကိုလက်ထိုးရန်ကြိုးပမ်းခဲ့ကြတယ်လို့သိရပါတယ်။ကြားဖြတ်ခြံဝင်းအတွင်းမှာပြည်စုံမင်းမြန်းမှုများကိုလှုံ့ဆော်ခဲ့ရမှာဖိလစ်ပိုင်နိုင်ငံသားတအူအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်လိမ့်လေတာဝန်ချထားခံရပြီးတော့ဒလကိုအမေရိကန်ဒေါ်လာ9သိန်းအထိရရှိတယ်လို့ပြောပါတ ထမှန်စုံစမ်းစစ်ဆေးမှုတွေလုံဆောင်ရန်လိုအပ်ကြောင်းပြောဆိုထားပါတယ်အခြားအလို့သမားတို့ကလည်းလစာလုံးဝမရရှိဘူးလို့ပြောပြထားပါတယ်ဒီကနေ့နိုဘမာလာ25ရက်နေ့မနေ့ပိုင်းမှာအဲ့ဒီကြားဖြန့်ဝင်းအတွင်းထဲကို ဒရုန်းတိုက်ခိုက်မှုများရှိလာပြီးတော့ရာပေါင်းများစွာသောကြားဖြန့်လုံသားများဟာကြောက်ရွံ့ထိတ်လန့်စွာနဲ့ထွက်ပြေးရန်ကြိုးစားခဲ့ကြတယ်လို့သိရပါဗျ။ကြားဖြန့်အဆောက်အအုံများအတွင်းမှာပိတ်မိနေသူများကြားမှာတိုက်ခိုက်မှုများလည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ KNU အနေနဲ့ကြားဖြန့်အဆောက်အအုံဝင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုများရှိနေပြီးအရေးပေါ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေတောင်းဆိုထားတယ်လို့သိရပါဗျ။အခြေအနေများဟာလျင်မြန်စွာပြောင်းလဲနေပြီးတော့ KNU ရဲ့မြေပြင်အဖွဲ့နဲ့ခြံဝန်းထဲမှာပိတ်မိနေတဲ့နိုင်ငံသားအများအပြားကအရက်သားများအထွတ်အထိပ်အန္တရာယ်ကိုချိန်ချောက်မှုတွေပုံမတိုးလာနေတယ် ယ်လို့ KNU ဘက်ကအကူအညီတောင်းခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတို့နယ်တဲကအုံတော်မြောက်ရွာမှာရှိတဲ့တိုင်းသားလူငယ်များစွန့်ရီဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရဲ့ကျောင်းအုပ်ကြီးနေထိုင်ရာလိုင်းငန်းမှာပြစ်ခတ်မှုဖြစ်ပွားပြီးတော့ကျောင်းအုပ်ရဲ့ဇနီးဖြစ်သူတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်က November 22ရက်နေ့ညနေ6:00ဝန်းကျင်မှာ ကျောက်ရဲ့နေအိမ်လိုင်းကားမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။၎င်းတိခတ်မှုကြောင့်ကျောက်ဦးစိုးကြည်ရဲ့အသက်54နှစ်အရွယ်ဇနီးဖြစ်သူရဲ့စီးကုံကိုတနက်မှန်ပြီးတော့သခိုင်းစေးုံအယောက်မှာတေဆုံးသွားတယ်လို့သိရပါတယ်။ကျောင်းထဲအထိကိုဝေးပစ်တယ်လို့သိရတယ်။သခိုင်းမျိုးပေါ်နေတော့နိုင်ဝက်ကျော်လောက်သွားရတယ်လို့သခိုင်းမျိုးကန်တူကရှင်းပြထားပါတယ်။ကျောက်ကြီးရဲ့ဇနီးရဲ့နာရီကိုတော့လောဘမာလ22ရက်နေမှာပြုတ်လုခဲ့တယ်လို့သိရပါတယ်။ ပြစ်ခတ်မှုကိုတော့ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာမသိရသေးပါဘူး။သခိုင်းမြို့မှာရှိတဲ့တိုင်းသားလူငယ်များစွန့်ရီဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဟာစစ်ကောင်စီရဲ့နေဆက်ရေးရဝင်ကြီးလက်အောက်ကကောလိပ်ကျောင်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။အခုနှစ်အတွက်ပထမနှစ်ကိုတက်ရောက်မယ်။ကျောင်းသားကျောင်းသူစီစစ်ရွေးချယ်ပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ရမှာစစ်ကောင်စီရဲ့နေဆက်ရေးရဝင်ကြီးဌာနဒုတိယဝင်ကြီးဘိုးချုပ်ဖြိုးတန်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာစံချိန်တင်ရေးချင်းမှုကြောင့်အိမ်အောင်စုပေါင်းတသိန်းသုံးသောင်းနီးပါးရေဘေးတင်နေပြီးတော့မြန်မာစီပြောင်းအလုံသမားများလည်းရေဘေးတင်သူများထဲမှာပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းတောင်ပိုင်းမှာမုံတိုင်းကြောင့်နေပေါင်း300အတွင်စံချိန်တင်ရေးချင်းမှုဖြစ်ပေါ်နေခြင်းဖြစ်ပြီးရေဟာရှစ်ပေကျော်အထိမြင့်တက်နေတယ်လို့သိရပါတယ်။လက်တလုံးထိုင်းနိုင်ငံတောင်ပိုင်းတစ်လျှောက်မှာရေချင်းမှုကြောင့်နောက်ဆက်တွဲဓာတ်လိုက်မှုနဲ့မတော်တဆမှုများကြောင့်တေဆုံးသူ19ဦးအထိရှိလာတယ်လို့သိရပါတယ်။ 海洋渺茫，无底探索有多少的味道？那帮斗牛队，三千的，没有动物面容撇照。 ထိုင်းအစိုးရကတရင်ထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ19ရက်နေ့ကနေယနေ့အချိန်ထိလက်ရှိထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ခရိုင်၉ခုမှာရေကြီးနေပြီးတော့အိမ်အောင်စုပေါင်းတသိန်း2,800ခန့်ရေပြီးတင်နေတယ်လို့သိရပါတယ်မိုးရွာသွန်းခြင်းနဲ့မြေရေကြီးခြင်းရုတ်တရက်တောင်ကျချောင်းရေများကြောင့်ရေကြီးမှုအခြေအနေဟာပုံမှန်ဆိုးဝါးလာတယ်လို့သိရပါတယ်လက်တလုံးဟိုက်ရန်မြို့မှာရေဟာအမြင့်ပေ၈.၂ပေကျော်အထိရှိလာပြီးတော့ မြို့တစ်ခုလုံးနင်းမြုံနေတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးများရှိတော့လဲမြို့တစ်ခုလုံးအတိုင်းအတာကိုမလွှမ်းခြုံနိုင်တဲ့အတွက်ပြည်သူများဟာအိမ်ခေါင်မိုးများအပင်များနဲ့ဓာတ်တိုင်များပေါ်မှာနေထိုင်နေရပြီးတော့ကယ်ဆယ်ရေးကိုစောင့်ဆိုင်နေရတယ်လို့သိရပါတယ်။ ဟာရန်စက်မှုဆုံးမှာစက်ယုံတွေအများကြီးရှိပါတယ်အဲ့ဒီမှာမြန်မာအလုံသမားတွေရာပေါင်းများစွာရှိတယ်အဲ့ဒီထဲမှာမြန်မာတွေလည်းပြိမိနေပါတယ်အခုချိန်ထိတော့မြန်မာတွေတဲကပေးဆုံးထိခိုက်မှုတော့မကြားသေးဘူးလို့ဟာရန်မြို့မှာနေထိုင်နေရေမေးတင်သူများကုညီရေးမြန်မာတို့ကပြောဆိုထားပါတယ်နိုဝင်ဘာလ16ရက်နေ့ကနေ23ရက်နေ့အတွင်းဆုံခလာတရှောင်း ရည်လွမ်းမမှုကြောင့်တောင်ပိုင်းခရိုင်၁၆ခုမြို့နယ်ကွေတရာကျေးရွာပေါင်း638ရွာကလူပေါင်း46,500ကျော်ဟာရေပင်းတင်နေပြီးတော့ကယ်ဆယ်ရေးစခန်းများကိုထိုင်းအစိုးရကဖွင့်လှစ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်း6မြို့ပေါ်မှာရှိတဲ့ရက်ွက်များနဲ့ခီးသည်တင်ကားများကိုအကြမ်းမဲ့စစ်တပ်ကဝေးအောင်စစ်ဆေးပြီးတော့လူငယ်18ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ20ရက်နေ့ကနေ25ရက်နေ့အထိချောင်းမြုပ်ပေါ်မှာရှိတဲ့ရက်ကွက်များခရီးသည်တင်ကားဂိတ်နဲ့ခရီးသည်တင်ကားများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဆစ်ဆေးကလူငယ်18ဦးထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်များဟာအသက်19နှစ်ကနေအသက်24နှစ်အရွယ်များဖြစ်ပြီးတော့လက်ရှိချိန်မှာပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်18ဦးကို ချောင်းမြို့ပေါ်မှာရှိတဲ့မြို့မှာရဲစခန်းမှာဖမ်းဆီးထားတယ်လို့သိရပါတယ်။အခုလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်၁၈ဦးတည်းကနှစ်ဦးကမိသားစုဝင်များကတဦးကို ငွေချက်165ဒိန်းနဲ့ပြန်ရွေးထုတ်နိုင်ခဲ့ပြီးတော့ကြံနေတဲ့လူငယ်များရဲ့မိသားစုတွေကတော့လာရောက်ရွေးထုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အခုက6ညနယ်ဘက်မှာစစ်ခွေးတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတအားဆွဲတာတွေများနေပါတယ်။ဒီနေ့အပါအဝင်ဆိုရင်9ရက်ရှိပြီ။အဲ့ဒီ9ရက်အတွင်းမှာစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးတာလူငယ်78ဦးလောက်ရှိနေပါပြီ။စစ်ခွေးတွေဖမ်းဆီးထားတဲ့လူငယ်78ဦးတွေက နှစ်ဦးကိုပဲပြန်ရွေးထုတ်နိုင်သေးတယ်လို့သိရတယ်။ဂျန်နဲ့၁၆ဦးကိုတော့ဆက်လက်ပြီးတော့ဖမ်းဆီးထားပါတယ်။၆မန္တလေးပြေးဆွဲနေတဲ့ကားဂိတ်တွေမှာလူငယ်၅ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးထားသေးတယ်။ဂျန်နဲ့လူငယ်တွေကတော့၆မျိုးပေါ်နဲ့ကြီးွာတွေတဲကလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲစပယ်မာလ၄ရက်နေ့ကလည်း၆မျိုးပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကဝေယောင်စီးနှင်ခဲ့ခြင်းဖြစ်ပြီးတော့အသက်၂၀အရွယ်လူငယ်အမျိုးသား၃ဦးကို ေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတက်က လာမယ့်ဒီဇင်ဘာလမှာစစ်ဗိုလ်တန်းအပတ်စဉ်20ကိုဖွင့်လှစ်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှအပ်ဖိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါရစေခင်ဗျာဒီစဉ်မပြတ်အစီအမဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြုံနယ်မှာစစ်ခွေးစစ်တောင်းကကြောင်မဲတောင်ရွာကိုမိရှုဖျက်ဆီးနေတဲ့အတွက်နေအိမ်15လုံးပြာကျပြီးတော့ကြေးရွာ17ရွာကပြည်သူပေါင်း၄တောင်ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ24ရက်နေ့မှာပေါင်းမြုံနယ်အနောက်တောင်ဘက် ဇုံပစ်နေမြေမှာရှိတဲ့ကြောင်မဲတောင်ကြီးရွာကိုစစ်ခွေးတိုက်ရဲကပ္ပစာ24လက်နက်ဆက်ရုံကနေထွက်လာတဲ့အင်အား150ကျော်ပါတဲ့စစ်ကြောင်းဟာကြောင်မဲတောင်ကြီးရွာကိုဝင်ရောက်စီးနေပြီးတော့နေအိမ်15လုံးမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအချမ်းပဲစစ်တပ်ကစစ်ကြောင်းထုံးမိရှုမှုကြောင့်လက်ရှိအချိန်မှာကြောင်မဲတောင်ကြီးရွာကပြည်သူများအပါအဝင် ခြေရွာပေါင်း7ရွာကပြည်သူအယောက်4000ကျော်ဟာစောမြို့နယ်နဲ့ထီလင်းမြို့နယ်များမှာလေးလာကျော်ကြာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗယ်လက်ရှိချိန်မှာစစ်ဘေးရှောင်များအထွတ်ယာယီတဲများစားနေရိတ်ကဆောင်နဲ့ချင်းတော်များလိုအပ်လျက်ရှိတယ်လို့သိရပါဗယ်ပေါင်းမြုံနယ်ကပ္ပစာ24ကနေထွက်လာတဲ့စစ်ခွေးတွေကကြောင်မဲတောင်ကွာကိုဝင်းရောက်ဆင်းနေပြီးတော့နေအိမ်တွေကိုမိရှို့ဖျက်ဆီးသွားတာကျွန်တော်သိရတဲ့လောက်ကတော့နေအိမ်15လုံးကျော်ပြာကျသွားပါတယ်ပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတာရွာလုံးကျော်ပဲ လူဦးရေ၄000ကျော်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲနိုဝင်ဘာလ16ရက်နေ့ကလည်းပေါင်းမြုံနယ်မြောက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုအချမ်းမဲ့စစ်တပ်ကစစ်ကြောင်း၄ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်ကြေးရွာ42ရွာကပြည်သူအယောက်3000ငွေခန့်ဟာနီးဆရာတောတောင်နေအတွင်းကိုစစ်ဘေးတင်းရှောင်နေရတယ်လို့သိရပါတယ်။အခုလိုစစ်ခွေးစစ်ကြောင်းကနိုဝင်ဘာလ16ရက်နေ့မှာတဲပင်ရွာကပြည်သူပိုင်းနေအိမ်6လုံးကားကိုယ်တောင်နဲ့ဈေးဆိုင်ခန်းများကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ နိုဗ ెంబ ာလ28ရက်နေ့ကလည်းကြောက်ကာရွာကကာလာရှိစေဘေးရှောင်များနေထိုင်တဲ့တဲအလုံးရီ30ကျော်ကိုမိစုဖျက်ဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းများဟာစစ်ကြောင်းထိုးလာချိန်ကစတင်ပြီးတော့လက်ရှိအချိန်ထိလမ်းပြအဖြစ်နဲ့ဖမ်းဆီးလာတဲ့ပြည်သူ9ဦးအပါအဝင်ခြေရွာတွေအတွင်းကပြည်သူ10ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ပြည်သူအယောက်20ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ